ြောနေပတ်သက်တဲ့ထုတ်ကုန်တွေမကဘူးမြက်ကပါကျွန်တော်ထုတ်နိုင်အောင်လုပ်နေတယ်နောက်ပိုင်းဆိုရင်လည်းစွပြပစ္စည်းပေါ်အမုံမှားနေလွင့်နေရအစားကျွန်တော်ကပစ္စည်းတွေထုတ်နိုင်အောင်လည်းကျွန်တော်ဆက်ပြီးတော့စူးစမ်းနေပါတယ်ဗျာကျွန်တော်ကတော့အဓိကတော့သွားပေါက်ပင်တွေကိုပဲအသုံးပြုထားတဲ့အတွက်ကျမကြီးကတော့အထောက်ပံ့အများကြီးဖြစ်ပါတယ်အကားဆုံးဘူးတွေအကားဆုံးခွက်တွေတို့ရအောင်နောက်ဆုံး နောက်ဆက်ဆုံးပစ္စည်းအထိကျွန်တော်ထုတ်နိုင်အောင်လည်းကျွန်တော်စီစဉ်စူးစမ်းနေပါတယ်ထိုင်ကုန်နေစဝေးတော့ကျွန်တော်တို့ထုတ်ဖို့ရှိပါတယ်ဒါချိန်နဲ့ဝါးနဲ့တွဲသုံးမယ်ဒါမြက်ကိုနဲ့ငပြောတော့ကျွန်တော်ထိုင်တဲ့နေရာတွေမှာထိုင်ကုန်နေအခင်းနေနောက်အမီတွေကျွန်တော်သုံးဖို့လည်းရှိပါတယ်ဗျာကျွန်တော်ကစီဝါပြေထုတ်နေတာမဟုတ်ဘူးစီဝါပြေရောက်နေလည်းမဟုတ်ဘူးဒါလူသုံးကုန်နေတဲ့ဘလောက်အသုံးဝင်တယ်စီဝါရဲ့အလုတ်ကန်ခွန်းလန်းတဲ့တွေပေါ်လာလို့လည်းကျွန်တော်လုံနေတာဖြစ်သွားတယ် တင်းပြဌာန်းမြန်မာရဲ့ဖောင်တာတခုဖြစ်ပါတယ်။အခုကဒီကျွန်တော်ကဒီငပြောနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေမကဘူး။မြက်ကပါကျွန်တော်ထုတ်နိုင်အောင်လုပ်နေတယ်။နောက်ပိုင်းဆိုရင်လည်းစွပြပစ္စည်းပေါ်အမုံမှားလေလွင့်နေရအစားကျွန်တော်ကပစ္စည်းတွေထုတ်နိုင်အောင်လည်းကျွန်တော်ဆက်ပြီးတော့စူးစမ်းနေပါတယ်ဗျ။ဒါတော့ကျွန်တော်တို့ဒီမှာတော့မြက်ကထုတ်နေတာအရင်ကတည်းကရှိပါတယ်မြက်ဖျားတွေပါတွေပေါ့ဒါတော့တမေရိုးကြလေးပေါ့နော်ဒါတွေကကျွန်တော်တို့ပကြများတင်နန်းကလာမှာတွေ့ခဲ့ပါတယ်ဒါပေမဲ့အခုကတော့ကျွန်တော်ပြီးခဲ့တဲ့ ထိုင်းမှာရှိတဲ့ဒီဘန်ကောက်ပြဝဲတစ်ခုသွားတဲ့အခါမှာဒါထိုင်းမှာရှိတဲ့ကုမ္ပဏီတစ်ခုကပြထားတဲ့ဒါမြက်ကဲအနေထားကိုကြည့်လိုက်တယ်ပြီးရင်သူသွားလေ့လာတယ်သူပြတဲ့မြက်မျိုးစားလဲကိုယ်နိုင်ငံမှာရှိနေတဲ့မြက်မျိုးစားဖြစ်နေတာကိုတွေ့ရတယ်ပေါ့တွေ့ရတဲ့ဒါအဖြစ်ကိုယ်နိုင်ငံနဲ့ဒါလုပ်လို့မရဘူးလားပေါ့ရနိုင်တဲ့ဟာလည်းရှိတာပဲဆိုတော့ကျွန်တော်ကစပြီးတော့စတင်ပြီးတော့လုပ်ခဲ့ခြင်းဖြစ်ပါတယ်မတော်မြက်မျိုးစားတွေကတော့ဒီမှာတော့သုံးမြောက်လို့လည်းခေါ်တယ်မျက်လုံးလို့လည်းခေါ်တယ်ပေါ့နော်အဲ့ဒီမြက်မျိုးစားတွေထုတ်လို့ရပါတယ် ဒီမြန်မျိုးသားတွေတော့ကျွန်တော်ကလိုနေရာထေတာမြေးမှာလည်းပောက်ရောက်တယ်ဗောနော်များပြင်ရေဝတဲ့နေရာပောက်တယ်ပောက်တဲ့ဟာတွေအားလုံးကကျွန်တော်ကရေသိမ်းရပဲပြီးရင်အချောက်လှမ်းရတယ်ပြီးရင်ကျွန်တော်ပေါင်းရတယ်ဗောနော်အစင်းစင်းတော့ကျွန်တော်လုတ်ယူရပါတယ်ဒါတို့ဒီလိုအိတ်ကလေးတွေပေါ့ဒါလေးတွေထုတ်လာမှာ။ဒါမှကျွန်တော်ကတော့ရောထွေးရတာပေါ့ဒါကတော့မြက်ပေါ့ ဒါမဲ့မြက်ကိုတော့ကျွန်တော်ကအခြားပိဆာဘာညာနဲ့တော့ကျွန်တော်ရောထွေးရတာရှိတယ်။ဒါမဲ့ဒါတော့နီးပညာတော့ဒါပဲဒီဟာကိုတော့ကျွန်တော်နောက်ပါကြတော့ဒါငပြောနဲ့ကျွန်တော်ကဒါရီဟိုရိုက်ထုတ်မယ်။ပြီးရင်ဒီနေရာမျက်နဲ့တွဲဆုံးမယ်။ကျွန်တော်ကအခုဆိုရင်ဒါအုံကုန်ငပြောပေးတာပေါ့နော်။ဒါအများကြီးတွဲလိုက်မယ်။တွဲလိုက်မယ်ဆိုရင်ကျွန်တော်ရဲ့စွပြက်ကလည်းဒီလိုဘူးတွေခွက်တွေထွက်လာမှာ။အဲ့လိုပြောင်းအောင်ဆွတ်ပြေကလည်းဘူးရီခွက်တွေထွက်လာမယ်။အများကြီးထွက်လာမယ်။ဒါတွေကမကြခင်ကျွန်တော်ချပြရမယ်။အဲ့ဒါကတော့တင်တန်းကြောင်းနဲ့အလုပ်ရုံကျွန်တော်ရှာနေပါတယ်။ရပြီးရင်ကျွန်တော်ရဲ့ ဟုံကုံမပြောပေတာဆိုတော့အစုဖော်လေးတစ်ခုပေါ်လာပါလေ။အဲဒါစီလိုက်ဒီလိုမြေမျိုးစားတွေပေါ့နော်။ဒါတွေဆိုရင်ကျွန်တော်ကပေါက်ရောက်မှုကလည်းဒါနေရာတိုင်းမှာပေါက်ရောက်မှုရှိတယ်။ရေဝတ်တဲ့နေရာမှာလည်းအများကြီးပေါက်ရတယ်။ဒါတော့ကျွန်တော်ရန်ကုန်ဝင်းကျင် AR ဘကိုးတိုင်းထဲမှာလည်းဒါတော်များများတွေ့ရပါတယ်။ဒီမြေမျိုးစားလည်းကျွန်တော်သွားလေ့လာခဲ့တဲ့ထိုင်းရမြေမျိုးစားနဲ့တူနေတယ်ပေါ့နော်။ဒါကြောင့်ဒါကိုကျွန်တော်ကပဲဆက်ပြီးတော့ ဒီဆောင်ရွက်တဲ့အခါမှာဖျားရီထုတ်လို့ရတယ်အိတ်တွေထုတ်လို့ရတယ်လူသုံးကုန်မျိုးစုံကျွန်တော်ထုတ်လို့ရအောင်စီစဉ်နေပါတယ်အဲ့ပါထုတ်လို့ရတယ်ဟုတ်ကဲ့အဲ့ချက်ကတော့ကျွန်တော်ကဒါသွားပေါက်ပင်ပေါ့နော်စိုက်ဆရာလည်းမလိုဘူးထိသိမ်းစောက်ဆောင်ဆရာလည်းမလိုဘူးပေါ့နော်ဒီရာစရာဘာဖြစ်ဖြစ်ဆိုရင်ကျွန်တော်ကဒါအမိုက်သေးရည်နေတယ်ပဲရှင်းပြတယ်ခုတ်ထင်ပြမယ့်ဟာတွေပေါ့ဒါတွေကိုကျွန်တော်တိချက်ကအကျိုးရှိအောင်လုပ်တယ်ပေါ့အဲ့တော့ဒါတိချက်ကတော့သွားပေါက်ဝင်ခြင်းကိုအကျိုးကျေးဇူးရှိတယ်နှိချက်ကဒါတွေက ဒီ plastic ပစ္စည်းလည်းမဟုတ်ဘူးနိုင်လုံလည်းမဟုတ်ဘူးစွန့်ပစ်တဲ့အခါမှာပစ္စည်းလွယ်တဲ့ဟာတွေပေါ့နော်အဲသွားပောက်ခြင်းကိုလည်းထိခိုက်စရာအကြောင်းမရှိဘူးနောက်တစ်ခါတော့သွားပောက်ဝန်းကျင်မှာထုတ်ထားတဲ့ထုတ်ကုန်ပစ္စည်းဖြစ်တဲ့အတွက်သူကပောက်ဝန်းကျင်နဲ့တဟားစားတာဖြစ်ပြီးတော့ကျန်းမာရေးကိုလည်းအထောက်အပံ့ဖြစ်တယ်ပေါ့နော်မြက်ဖြာဆိုရင်ကျွန်တော်ကရာသီဥတုမရွေးပူရင်အေးဓာတ်ကိုပေးတယ်အေးတဲ့ချိန်မှာအပူဓာတ်ကိုပေးတယ်အပူရေးမြတ်တာတယ်ပေါ့နော်အဲကြောင့်ဒါတွေအားလုံးကလည်းခီးသွားတဲ့ခါမှာလည်းလွယ်ကူတည်ယူလို့ရမယ်ပြီးရင်နောက်ပိုင်းကျွန်တော်ကဘယ်လောက်ထိလုပ်မလဲဆိုအိမ်နေမှာဆိုရင်လေဝင်တဲ့ န်းစည်းစကားတွေပါကျွန်တော်လုပ်ဖို့ရှိတယ်ဒါဆိုရင်ပင်ပလေယာအစစတင် ပြီးသားဖြစ်သွားမှာတော့ဒါကိုဖြတ်သန်းလာတဲ့အခါသွားပစ္စည်းကိုထိတွေ့ပြီးတော့ဒီတွေ့ထိကျွန်တော်ယူရထားတာပါအဲ့တော့ကျွန်တော်မှမရှိဘူးလားဆိုတော့အရင်ကတည်းကအရှိခဲ့တဲ့နိပညာတွေပါဒါကိုကျွန်တော်ထပ်ပြီးတော့တိုးမြင့်ပေးဖို့လိုတယ်ပို့ပြီးတော့အသုံးဝင်တဲ့ပစ္စည်းတွေဖန်တီးပေးဖို့ပဲလိုတာပါကျွန်တော်ကတော့အဓိကတော့သွားပောက်ပင်တွေကိုပဲအသုံးပြုထားတဲ့အတွက်ကျမကြီးကတော့အထောက်ပံ့အများကြီးဖြစ်ပါတယ် ငပြောဆိုရင်လည်းကျွန်တော်နောက်ပိုင်းဆိုရင်တော့နေပညာအသုံးပြုပြီးတော့ငပြောကနေနောက်ပိုင်းကျွန်တော်ဆိုရင်ကြိတ်ဖက်တွေပေါ့အလေလွင့်နေတယ်။အဲဒီကြိတ်ဖက်အလေလွင့်ရဆိုတော့ခုနကပြောဘူးတွေခွက်တွေထိထုတ်ဖို့ပါလုပ်နေပါတယ်။တစ်ခါဆုံးဘူးတွေတစ်ခါဆုံးခွက်တွေကျွန်တော်ရအောင်နောက်ဆုံးနောက်ဆက်ဆုံးပစ္စည်းအထိကျွန်တော်ထုတ်နိုင်အောင်လည်းကျွန်တော်စီစဉ်ကြိုးစားနေပါတယ်။မြတ်ဆိုလဲတကယ်တမ်းကျွန်တော်ဒီလိုလုပ်မယ်ဆိုတခြားဆိုင်ဖို့တော့လိုတယ်။အဲကျွန်တော်ကပေါ့တဲ့အပင်တွေကတော့ရှိတယ်။ တဘာဝတော်တွေလည်းရှိတယ်ဒါပေမဲ့တဘာဝအတိုင်းပဲရှိတယ်ဒါတွေကိုကျွန်တော်ကဒီလုပ်ငန်းတွေကိုစီးပွားပြီးအကောင့်တွေပေါ်မယ်ဆိုရင်တော့တကယ်တမ်းစနစ်ရဆိုင်ပြို့ဖို့တော့လိုအပ်ပါတယ်အစီအမေဒီပညာတွေသုံးမယ်အစီအမေအောင်ထုတ်မယ်ပြီးရင်ဒါတွေကိုတောင်းရင်ထုတ်ကုန်နဲ့ထုတ်မယ်ဆိုရင်တော့ဒီမြက်ကဘယ်လောက်သုံးဝင်လာလဲဆိုတော့မကြခင်သိလာမှာပါဗျအဓိကအခုကျွန်တော်တို့နိုင်ငံရဆိုရင်တော့ဒါခီးသွားလုပ်ငန်းတွေပိုကိုက်ကြီးတယ်ပေါ့နော်တနည်းအားဆိုရင်ဒါနိုင်ငံသားတဲ့တဲ့တွေလာတယ်ဓာတ်ပုံရိုက်တယ်ချက်ချင်းဝယ်တယ် ပြောကြရမလို့ဘောเนาะဒါကသဘာဝပစ္စည်းများစီးတယ်ဈေးတောင်ပြောကြရမလို့ဒါတွေကအဓိကတော့ဟိုကိုယ့်ရဲ့နိုင်ငံရဲ့ပုံရိပ်အရာလဲချပြကြလဲကောင်းပါတယ်လက်မှုပစ္စည်းတခုလဲတန်ဖိုးအရာလဲမြင့်တရာလဲရောက်တဲ့အတွက်နိုင်ငံသားကတော့ချက်ချင်းပဲအဝယ်ယူမှုရှိပါတယ်အခုကျွန်တော်ထိုင်နေတဲ့ခုံဆိုပလတ်စတစ်ထိုင်ကုန်ပေါ့ရိုက်ထလို့ရတယ်မြင့်နဲ့လှုပ်တဲ့ထိုင်ကုန်တခုဆိုရိုက်ရိုက်ထလို့မရဘူးဒါဆိုရင်ကျွန်တော်ကဒါမြက်ဆိုတာချိန်နေရာမှာတောင်အစားထိုးဖို့ရှိတယ်နောက်ပိုင်းဆိုရင်ဒါလူသုံးဆောင်နေပေါ့ထိုင်ကုန်နေဇဝဲတောင် ျွန်တော်ထုတ်ဖို့ရှိပါတယ်ဒါချိန်နဲ့ဝါးနဲ့တွဲသုံးမယ်ဒါမြက်ကိုနဲ့ငပြောကိုတော့ကျွန်တော်ထိုင်တဲ့နေရာတွေမှာထိုင်ကုန်တွေအခင်းတွေနောက်မီတွေကျွန်တော်သုံးဖို့လည်းရှိပါတယ်ဗျဒီမြက်တစ်စီးဆိုရင်ကျွန်တော်ဒါ9000လောက်ပေးရတယ်အခုဒါကျွန်တော်ကဒါလူတွေကိုကျွန်တော်နီးစနေပေးပြီးတော့ခိုင်းထားတယ်မြက်တောင်ဒါတစ်စီးဆိုရင်ဒါ9000လောက်ဖြစ်သွားပြီအပြင်ရတော့ကျွန်တော်ကဒါကျွန်တော်ဆိုရင်တော့ဒါအပြင်မစမ်းမလိုက်သေးဘူးလက်တဆုပ်စာပေါ့အချီကြီးပေါ့အဲ့မဲ့တဆုပ်စာအဲ့တော့ကျွန်တော်ထင်တယ်အပြင်အားဖြင့်တော့အပြင်900လောက်တော့ပါပါ900တထောင်ပေါ့ ကစီဝါပြေထုတ်နေတာမဟုတ်ဘူးစီဝါပြေရောက်နေလည်းမဟုတ်ဘူးဒါလူသုံးကုန်နေတဲ့ဘလောက်အသုံးဝင်တယ်စီဝါရဲ့အလုတ်ကန်ခွန်းလန်းတဲ့တွေပေါ်လာလို့ကျွန်တော်လုံနေရဖြစ်သွားတယ်